လက်နက်ကန် DNLA ကပြည်တော်စုလမ်းမကြီးပေါ်မှာရှိနေတဲ့နောင်ချိုကြောင်မဲတီဘောကိုလက်လွတ်ဆုံးရှုံးလိုက်ရပြီးတဲ့နောက်တပ်မတော်ရဲ့ထိုးစစ်တွေမှာဟန်တားနိုင်စမ်းမရှိတော့ဘူး။နောက်ဆက်တွဲကတော့ပလောင်အကြီးပိုင်းတွေတာဖုံးကျော်တိုင်ပေါင်းတို့ရဲ့အကျိုးစီးပွားတွေကိုကာကွယ်ပြုနိုင်မှုအတွက်အပြစ်ခတ်ရက်စဲကြီးကိုလက်မှတ်ရေးထိုးလိုက်ပါတယ်။အပြစ်ခတ်ရက်စဲကြီးလက်မှတ်ရေးထိုးလိုက်တာတွေရဲ့နောက်ဆက်တွဲမှာတော့အခုမျိုးကိုပလောင်ဂျမ်ဖက်သမားတွေတက်ဆွဲထားတဲ့နေရာတွေကနေစုပ်ခွာပေးရမယ်။ဒါပေမဲ့ အပြိုင်နဲ့တဲဆိုသလိုပဲမိုးကုတ်မြို့ကိုတိုက်ခိုက်နိုင်ရေးအတွက်မိုးကုတ်မြို့ကိုသိမ်းပိုက်နိုင်ရေးအတွက်ပလောင်လက်နက်ကိုင်တပုံ TNR တွေနဲ့အတူစီရေးဖော်ဆောင်ရမှာအသုံးချခံဖြစ်ခဲ့တဲ့မန္တလေး PDF မိုးကုတ်ပြူဟာနဲ့ NUG ရဲ့လက်အောက်ခံ PDF တွေဖြစ်တဲ့စင်ကူးမတရားပကဖာစင်ကူးမတရားတပေချင်း PDF တွေကလည်းမိုးကုတ်မြို့ကိုဆက်လက်ပြီးတော့ကုကန်သွားမယ်ဆိုတဲ့ပြင်ညာချက်တွေတပြိုင်နက်တည်းဆိုလိုထွက်ပေါ်လာပါတယ်ဆိုတော့မိုးကုတ်မြို့ရဲ့အနာဂတ်ကဘယ်လိုမျိုးဖြစ်သွားမှာပါလဲပလောင်အကြမ်းဖက်သမားတွေကအပြစ်ခတ်ရဲစဲရေးစာချုပ်ကိုလက်မှတ်ထိုးပြီးတော့နားလဲပါရိုက်လုတ်တလား အကယ်၍နားလဲပါရိုက်လုပ်တယ်ဆိုရင်တော့တမတော်ကမိုးကုံမြို့ကိုထိုးစစ်စင်တိုက်ခိုက်ပြီးတင်ပိုက်မှာပဲရပါလိမ့်မယ်။ဒါမှမဟုတ်ပြစ်ခတ်ရဲစဲရေးစာချုပ်သဘောတူညီမှုရဲ့နောက်ဆက်တွဲမိုးကုံမြို့ကိုပြန်လဲလွှဲပြောင်းပေးရေးဆိုတဲ့ကဏ္ဍကအင်မတန်တိမ်မွေ့ပြီးတော့နှက်နေပါတယ်။ဥပမာအနေနဲ့ပြောရမယ်ဆိုရင်လာရှိုးမြို့ကိုကိုကန့်သဘော MNDAA လွှဲပြောင်းပေးအပ်တဲ့အချိန်လာရှိုးမြို့ထဲမှာရှိနေတဲ့ပလောင်လက်နက်ကန်အကြမ်းဖက်သမားတွေကိုရောခြံစောက်ကောင်ရိုးပုံဆောင်ဖြစ်နေတဲ့ PDF တွေအားလုံးကိုရောလာရှိုးမြို့ရဲ့အပြင်ကိုမောင်းထုတ်ပြီးတော့ဝင်ဝင်ကန့်သက်ထားတဲ့အခြေအနေမျိုးတွေရှိခဲ့ပါတယ်။ ဒါအပြင်တက်မတော်ရင်နှုန်းတွေဝင်ရောက်လာမဲ့လမ်းကြောင်းတစ်လျှောက်ကိုလည်းကိုကန့်တော် MNDA ကလုံခြုံရေးယူပေးရတဲ့ဖြစ်စဉ်မျိုးရှိခဲ့ပါတယ်။ဆိုတော့အခုမိုးကုတ်မြို့ပြန်လည်လွှဲပြောင်းပေးရေးဆိုတဲ့ခေါင်းစဉ်တို့တတ်မှတ်ရမလား။မိုးကုတ်မြို့ကနေစုခွာပေးမယ်ဆိုတဲ့စကလုံးစကရက်တွေကမိုးကုတ်မြို့ကိုပြန်လည်လွှဲပြောင်းပေးမယ်ဆိုတဲ့အသေးပဲမျိုးတက်ရောက်ပါတယ်။ဒါကြောင့်မလို့မိုးကုတ်မြို့ကိုပြန်လည်လွှဲပြောင်းပြီးတဲ့နောက်မိုးကုတ်ကိုပြန်လည်ဝင်ရောက်လာမဲ့နိုင်ငံဝန်ထမ်းတွေတက်မတော်သားတွေနဲ့ရှင်နှန်းတွေကိုလုံခြုံရေးကာကွယ်စောင့်ရှောက်ပေးရမှာကဘလောင်အကြမ်းဖက်တွေအာမခံပေးရမယ်အချက်တစ်ချက်ဖြစ်တယ်။ဒါအပြင် မိုးကုတ်မြို့ကိုပြန်လည်လွှဲပြောင်းပေးအပ်မယ်ဆိုပြီးတော့အပြစ်ခတ်ရက်စဲရေးမှာစာချုပ်ချုပ်လိုက်ပေမဲ့နောက်ွယ်မှာပလောင်အကြမ်းဖက်သမားတွေမွေးထုတ်ပေးလိုက်တဲ့ BBL PL မန္တလေး PDF အပါဝင်မိုးကုတ်ပြည်သူကအဖွဲ့တွေက uniform ပြောင်းဝတ်ပြီးတော့ဆက်လက်တိုက်ခိုက်သွားမယ်ဆိုတဲ့အခြေအနေမျိုးကိုဆောင်ရွက်မယ်ဆိုရင်ပလောင်အကြမ်းဖက်သမားတွေရဲ့အပြစ်ခတ်ရက်စဲရေးစာချုပ်ကအကျုံးမဝင်မှုဖြစ်သွားပါလိမ့်မယ်မိုးကုတ်မြို့နဲ့ပတ်သက်ပြီးပလောင်ချင်းဖက်သမားတွေရဲ့အပြစ်ခတ်ရစဲရေးစာချုပ်နဲ့ပတ်သက်ရင်တော့တော်တော်လေးတွေးဟဖြစ်စရာတွေရှိနေပါတယ် စာရုံးနဲ့ပတ်သက်ပြီးတော့နိုင်ငံတော်ဘက်ကလည်းတရားဝင်ထုတ်ပြန်ကြေညာတာမရှိသလိုတလောင်အကြမ်းဖက်သမားတွေဘက်ကလည်းတိတိကျကျအချက်လက်တွေနဲ့ထုတ်ပြန်ထားတာမရှိဘူး။ဒါအပြင်အပြစ်ခက်ရက်စဲရေးစာချုပ်ချိုးဆိုလိုက်တဲ့နေ့ကစပြီးတော့2025ခုနှစ်အောက်တိုဘာ29ရက်နေ့တုံညတုံညနိုင်ငံကနေအကျုံးဝင်နေဆိုပေမဲ့ဘယ်နေ့မှာပလောင်အကြမ်းဖက်သမားတွေမိုးကုတ်မြို့ကနေစုတ်ခွာထွက်ပြေးရမယ်ဆိုတဲ့မန်ဒိတ်ပါမထားဘူးဖြစ်တယ်လို့စုတ်ခွာပေးရမယ်ရက်ကြေကန့်တဲ့မပါဘူးဖြစ်တယ်။ဒါအပြင် မိုးကုတ်မြို့ကိုတမတော်စစ်ကြောင်းတွေဘယ်နေ့မှဝင်ရောက်မယ်မိုးကုတ်မြို့ရဲ့စီမံအုပ်ချုပ်ရေးယန္တရာအထွေထွေအုပ်ချုပ်ရေးယန္တရာပြန်လည်လည်ပတ်နိုင်ဖို့နိုင်ငံဝန်ထမ်းတွေဘယ်နေ့ပြန်လည်ဝင်ရောက်ရမယ်ဆိုတဲ့ mandate လည်းပါမထားတော့ဘူးတွေ့ရပါတယ်ဒါကဒီ public ကိုချမှတ်ပြတဲ့စာချုပ်ပါအကြောင်းအရအစင်းဖက်တာတွေဖြစ်ကောင်းဖြစ်နိုင်တဲ့ဆိုပေမဲ့အပြည့်ခတ်ရစဲရေးသဘောတူညီမှုစာချုပ်ရဲ့နောက်ဆက်တွဲဆက်လက်ဆွေးနွေးရမယ့် agenda တွေကဒီအရာတွေဖြစ်ပါတယ်။ဒါပေမဲ့ပလောင်အကြံဖက်သမားတွေကအပြည့်ခတ်ရစဲတယ်ဆိုတဲ့ကြေညာချက်ထွက်လာပြီးတဲ့နောက်မန္တလေး PDF နဲ့အပေါင်းပါတွေကမျိုးမျိုးကို ဆက်လက်ခုခံကာကွယ်သွားမယ်ဆိုတဲ့ကြေညာချက်တွေကလက်ရှိမိုးကုတ်မြို့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးမိုးကုတ်မြို့ကနောင်ချိုကြောင်မဲတီဘောမှာကြုံတွေ့ခဲ့ရတဲ့မြို့ကြီးတဲ့အနေအထားတဲ့အဆိုးအဝါးခံစားရမယ်လို့ပဲပြောရမှာဖြစ်ပါတယ်။ဘာကြောင့်လဲ။ပလောင်တွေကနားလဲပါရိုက်လုပ်ပြီးတော့ယူနီဖောင်းပြောင်းဝတ်ပြီးမိုးကုတ်မြို့ကိုဆက်လက်ခုခံသွားမလားဆိုတဲ့ချူတောင်ကိုပြန်ကြည့်ရင်လည်းဖြစ်နိုင်ပါတယ်။ဘာကြောင့်လဲ။ပလောင်အကြမ်းဖက်တွေကိုလုံးဝကြုံလို့မရတာကြောင့်ဖြစ်ပါတယ်။ဖြတ်တန်းခဲ့တဲ့နိုင်ငံရေးဖြစ်စဉ်အားလုံးကိုပဲကြည့်ကြည့်ပူပူနွေးနွေးရှိခဲ့တဲ့2023ခုနှစ်တက်တုံညာနှစ်ခွန်စစ်စင်ရေး ဟိုက်ကင်ဆွေးနွေးပွဲ၃ကြိမ်မြောက်ကစပြီးတော့၄ကြိမ်မြောက်၅ကြိမ်မြောက်၆ကြိမ်မြောက်အထိပလောင်အကျန်းဖက်သမားတွေဘလိုမျိုးရုပ်မှာပတ်ဆက်မိုင်ရိုင်းစွာနဲ့ကလင်ကကြစွာဟိုက်ကင်ဆွေးနွေးပွဲအပြစ်ခတ်ရက်စဲရေးကိုကလပန်ထုတ်အကာအကွယ်ယူပြီးတော့စစ်စုံညာနှစ်ခုစစ်စင်ရေးဒုတိယပိုင်းကိုစတင်ခဲ့တာကြည်ချင်းအဖြစ်ဒီလိုဖြစ်စဉ်တွေကိုနမူနာယူခြင်းအဖြစ်မိုးကုတ်မျိုးနဲ့ပတ်သက်ပြီးအများကြီးပြင်ဆင်စရာတွေရှိတယ်ထောက်ပြစရာတွေရှိတယ်လို့စဉ်းစားစရာတွေလည်းအများကြီးရှိလာပါတယ်ဆိုတော့ဟုတ်ပြီပလောင်အကျန်းဖက်သမားတွေနဲ့စာချုပ်ပါအကြောင်းအရာကမိုးကုတ်မျိုးကနေဆုတ်ပါပေးမယ် တနာမကြားသိထားတဲ့သတင်းတွေအရပလောင်လက်နက်ကန်တုံ DNL ကမိုးကုတ်မြို့ကိုလက်မလွတ်ရရည်အတွက်ပြီးခဲ့တဲ့3လလောက်တည်းက NUG ပြည်ပြည်အုပ်စုကဇော်ဝေဆိုးအပါဝင်မိုးကုတ်သားစိုးသူရဇော်လုံးနဲ့တွေ့ဆုံပြီးတော့မိုးကုတ်မြို့ကအကျိုးစီးပွားတွေကိုခွဲဝေပြီးတော့အကာအကွယ်ယူနိုင်ရေးတော့တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့သိရတယ်။ဒါ့အပြင် local PDF နဲ့ NUG ရဲ့လက်အောက်ခံ PDF တွေရဲ့အားကိုအသုံးပြုပြီးတော့မိုးကုတ်မြို့ကိုခုခံသွားမယ်။နောက်ဆုံးခံစစ်အနေနဲ့မိုးကုတ်မြို့ကိုမရရတဲ့နည်းနဲ့ခုခံကာကွယ်သွားမယ်ဆိုတဲ့ဒေါ်တူညီချက်တွေရှိခဲ့တယ်လို့လည်းသိရပါတယ် ဆိုတော့အခုလိုတွစ်ဆုံဆွေးနွေးမှုမှာပလောင်လက်နက်ကန်သဘောတရားနဲ့အတွေကသူတို့ရဲ့အကျိုးစီးပွားအတွက်ကိုလို့ယုံသွားတယ်ဆိုပေမဲ့နောက်ကွယ်မှာရှိနေတဲ့ပြည်ထွက်တင်ဇာတာတွေနဲ့ UWSC လို့ခေါ်တဲ့ဝါအဖွဲ့ကိုစစ်ကျွေးစရိတ်တွေစစ်သုံးစရိတ်တွေအကျွေးဆက်ဖို့ရှိနေတယ်ဆိုတဲ့အကြောင်းအရာတွေရဲ့နောက်ဆက်တွဲမှာအင်မတန်ရှုပ်ထွေးတဲ့အရှုပ်တော်ပုံကြီးကလည်းရှိနေပြန်ပါတယ်ဆိုတော့မိုးကုတ်မြို့ရဲ့အနာဂတ်က ဆက်ပြီးတိုက်ယူရမလားမေးရင်တော့ပလောင်အကြမ်းဖက်သမားတွေကဒီနေရာကနေယူနီဖောင်းပြောင်းစာချုပ်မှာလက်မှတ်ထိုးပြီးဘေးဖယ်သွားပေမဲ့နေရာလွဲယူနီဖောင်းပြောင်းလက်လွဲပြီးတော့မန္တလေး PDF ကဆက်လက်ထိန်းချုပ်မယ်ဆိုရင်တော့တမရော်ကဝဂုတ်မျိုးကိုထိုက်ပြီးတော့ပြန်လည်သိမ့်ပိုက်သွားပါလိမ့်မယ်။ဒါကလက်ရှိအခင်းချင်းအဖြစ်နိုင်သောအခြေအနေတစ်ခုပဲဖြစ်ပါတယ်။ဒီနေရာမှာနိုင်ငံတော်ဘက်ကစဉ်းစားချက်ကကြတော့လေပနမအဆင့်အပြစ်ခတ်ရဲစဲရေးကိုသွားမယ်။ဒုတိယအဆင့်ငင်းညာရေးကိုသွားမယ်ဆိုပြီးတော့ဆွေးနွေးထားတာဖြစ်တယ်။ညီမန်းထားတာဖြစ်ပေမဲ့ပလောင်ဂျက်ဖက်သမားတွေရဲ့ရှုထောင့် တလောင်အကျံပတ်တပုံတရားနဲ့အလီထဲမှာရှိနေတယ်ဆိုတော့အကျံပတ်သမားတွေရဲ့ခံယူချက်ယူဆချက်နဲ့ဒီအပြစ်ကတ်ရက်စဲရင်းနဲ့ပတ်သက်ပြီးတော့တော်လန်ရေးကပြီးဆုံးသွားတာမဟုတ်ဘူးတော်လန်ရေးကဆက်လက်မြင်နေသေးတယ်တော်လန်ရေးဆက်လက်အသက်ဝင်နေသေးတယ်ဆိုတဲ့သကလုံးတွေနဲ့ဒီ social media platform ပေါင်းစုံကနေဝါရဖြန့်ရေးသားလာတာတွေကိုကြည်ချင်းအပြင်တလောင်တွေရဲ့အပြစ်ကတ်ရက်စဲရေးကအပေါ်ရန်ပြားသက်ကဖုံးထားတယ်လို့သတ်မှတ်ရမှာဖြစ်ပြီးအောက်ခြေမှာ uniform ပြောင်းဝယ်ပြီးမိုးကုတ်ကိုဆက်လက်ကာဝယ်နိုင်တယ်ဆိုတဲ့ယူဆချက်ကလည်းမိဆက်နေပါ ဒီနေရာမှာမိုးကုတ်ကနဲ့စုတ်ခွာပေးရမယ်ဆိုတဲ့အချိန်ပလောင်အကျန်းဖက်သမားတွေရဲ့စုတ်ခွာရအင်အားစုတ်ခွာရလူသူအင်အားလက်နက်ခဲရန်ရှင်ရန်နေရာတွေနဲ့စင်းစရာအတိအကျရှိသလားဆိုတာတွေကိုတော့ကျွန်တော်တို့တိတိကျကျမသိရဘူးဆိုပေမဲ့ပလောင်အကျန်းဖက်သမားတွေကပြီးခဲ့တဲ့2023ခုနှစ် တက်တုံညာနှစ်ခုစစ်စင်ရေးပထမပိုင်းရောဒုတိယပိုင်းရောကလေးကပလောင်အကျန်းဖက်သမားတွေကိုယ်တိုင်ယူနီဖောင်းပြောင်းဝတ်တာတွေရှိတယ်တက်တုံညာနှစ်ခုစစ်စင်ရေးပထမပိုင်းပြီးတဲ့နောက် တွတ်ညာနှစ်ခုဆစ်စင်ဒုတိယပိုင်းမှာလဲကိုကန့်တဘုံ MNDA ကနောင်ချိုမြို့သိန်းတိုက်ဝဲပြီးတဲ့နောက်တောင်ခန်းဆက်မြန်နာအကြည့်ကိုကန့်တဘုံ MNDA ကပလောင်လက်နက်ကန်တဘုံ DNL uniform ဖွင့်ပြီးတော့ဆစ်စင်ရေးအစီအမံတွေကိုလာရောက်ကြောင်ရွက်ပေးတယ်အားဖြည့်ပေးခဲ့တယ်ဆိုတဲ့သတင်းတွေကိုကြားသိထားရပြီဖြစ်ပါတယ်ဆိုတော့ရှေ့မှာရှိခဲ့တဲ့တာရကတွေနမူနာတွေကိုကြည့်ချင်းအားဖြင့်ပလောင်လက်နက်ကန်တဘုံ DNL ကမိုးကုတ်ကနေအစုပ်ပြနိုင်တယ်အပြစ်ခတ်ရဲစဲရေးစာချုပ်ကိုအကာအကွယ်ယူပြီးတော့စုပ်ပါနိုင်တယ်ဆိုပေမဲ့ မန္တလေး PDF ကဆက်လက်ပြီးခုခံကာဝယ်သွားမယ်ဆိုတဲ့စကားရက်ကအများကြီးလေးနဲ့တင်အတိတ်ပဲမျိုးစုံတက်ရောက်ပြီးတော့မိုးကုတ်မြို့ကိုတိုက်ယူမှရမယ်ဆိုတဲ့ပုံစံမျိုးပြင်ညာချက်စိန်ခေါ်လိုက်တဲ့သဘောမျိုးလို့ယူဆရမှာဖြစ်ပါတယ်။ဘာကြောင့်လဲ။မန္တလေး PDF ဆိုတာကဒီ2020ခုနှစ်နိုင်ငံရေးဖြစ်စဉ်စတင်တဲ့အချိန်ကစပြီးတော့ MSDF ဆိုတဲ့အဖွဲ့အစည်းကနေမန္တလေး PDF ကိုဖွဲ့စည်းတဲ့အချိန်ထိအစကနေအစောပလောင်လန်းတဲ့ကံတဲ့ပုံ DNA လေးကမွေးထုတ်ပေးခဲ့တာဖြစ်ပါတယ်။ ပလောင်ဂျမ်းဘက်လက်နက်ကင်တွေထင်းချုပ်ထားတဲ့ဒေသကိုခေါ်စစ်တင်နန်းတွေပေးယူနီဖောင်းနဲ့လက်နက်တပ်ဆင်ပေးခဲ့တာတွေကစပြီးတော့အခြေခံအမူအကျင့်တွေကအစပလောင်လက်နက်ကင်တပုံ DNL ရဲ့ဆဲတွေဖြစ်ပါတယ်ပြောရရင်တော့ပလောင်အဂျမ်းဘက်လက်နက်ကင်တပုံရဲ့မွေစာသားအရင်းကမန္တလေး PDF ဖြစ်ပါတယ်တုံတော့နိုင်လို့လို့ DPL ဆိုတာကတော့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းချိတ်ဆက်ထားတဲ့အင်ဒိုရက်စတောက်ကြောက်ဘူးကိုဖွဲ့စားပြီးတော့စက်ကြီးကောက်မဲ့အဖွဲ့တွေရဲ့ရည်မှန်းချက်ဖြစ်ပြီးတော့မန္တလေး PDF ကတော့နောင်ချိုးအပြင်မိုးကုတ်မိုးမိတ်မေရီယာစင်ကူတပေချင်းတကြောကို ဆိုမှုပြီးတော့ချွေခိုးတူးကိုစဉ်းစားထားကြတဲ့အဖွဲ့တွေဖြစ်ပေမဲ့မန္တလေး PDN နဲ့ပလောင်လက်နက်ကိုင်သဘုံ DNA ရဲ့ဆက်ဆံရေးကဆရာရင့်တပယ်ရင်ဆက်ဆံရင်ရှိပါတယ်ဆိုတော့အခုမန္တလေး PDF ရဲ့ဒီမောက်ကုတ်မြို့ကိုဆက်လက်ခုခံသွားမယ်ဆိုတဲ့ကြေညာချက်တွေကပလောင်အကြမ်းဖက်သမားတွေရဲ့သဘောထားနဲ့အများကြီးသက်ဆိုင်တယ်လို့ထင်ဟမ်းမှုလည်းရှိတယ်လို့ဆိုရမှာဖြစ်ပါတယ်ဒါအပြင်မန္တလေး PDF ရဲ့ကြေညာချက်ကအန်ယူဂျီပြည်ပြည်အုပ်စုရဲ့သဘောထားနဲ့လည်းသက်ဆိုင်တယ်လို့ဆိုရမှာဖြစ်ပါတယ်ဘာကြောင့်လဲ မန္တလေး PDF မှာပါဝင်ဥဆောင်နေတဲ့မုတ်ကုတ်သာစိုးသူရဇော်ကိုပြီးခဲ့တဲ့2025ခုနှစ်စက်တင်ဘာလမှာ NUG ပြည်ပအုပ်စုတွေရဲ့ကာကွယ်ရေးဝန်ကြီးဌာနလိုအမိခံထားတဲ့ MOD ရဲ့လက်အောက်ခံ PDF အဖွဲ့ပေါင်း300ကျော်ရဲ့ဒုတိယစစ်ဦးစီးချုပ်ယာတုကိုပေးထားခဲ့တာဖြစ်တယ်သဘောကတော့ NUG ပြည်ပအုပ်စုတွေအားလုံးရဲ့ခေါင်းဆောင်ကစိုးသူရဇော်ဖြစ်နေတယ်ဆိုတဲ့အချက်ကိုမေ့မထားဖို့လိုပါတယ်ဒါကြောင့် မနေ့ကမန္တလေး PDF ရဲ့ထုတ်ပြန်ကြေညာချက်ကတစ်ဖက်မှာသူ့ရဲ့ဆရာရင်းဖြစ်နေတဲ့ပလောင်လက်နက်ကင်တဘော DNL အကျိုးစီးပွားတွေကိုကာကွယ်ရေးပြီးခဲ့တဲ့3လဝင်းကျင်က NUG ပြည်ပြည်အုပ်စုနဲ့အတူပလောင်လက်နက်ကင်တဘော DNL ကတာပုံးကျော်ဇိုးဝေဆိုးဆိုးသူရဆိုးရဲ့တွဲဆုံမှုရဲ့နောက်ဆက်တွဲအကျိုးစီးပွားတွေကိုမျှဝေခုခံကာကွယ်သွားရေးနဲ့ဝေဖန်ပိုင်းခြားနိုင်ရေးဆိုတဲ့ကဏ္ဍတွေနဲ့အများကြီးသက်ဆိုင်ပါတယ်ဆိုတော့မန္တလေး PDF ရဲ့ထုတ်ပြန်ကြေညာချက်ကဆရာရင်းဖြစ်တဲ့ DNL ရဲ့သဘောထားနဲ့အရေးအယံတွေပါဝင်တယ်လို့ NUG ရဲ့စစ်ဦးစီးချုပ်ဖြစ်သွားတဲ့သိုးသူရဇော်ရဲ့ထုတ်ပြန်ကြေညာချက်တွေထဲမှာမန္တလေး PDF ရဲ့နောက်ဆက်တွဲပါဝင်ပတ်သက်မှုနဲ့အဓိပ္ပာယ်တွေက NUG PDF အများအပြားပါဝင်လိမ့်မယ်ဆိုတဲ့အသဘောမျိုးလို့ယူဆရမှာဖြစ်ပါတယ်။ဒါကြောင့်မလို့လဲမိုးကုတ်မျိုးကိုပြန်ပြီးတိုက်ယူရမယ်ဆိုတဲ့သဘောမျိုးတက်ရောက်လာတာဖြစ်ပါတယ်။တမရော့ကလည်းရှင်းပါတယ်။အပြစ်ခတ်ရဲစဲရေးကိုသဘောထားကြီးစွာနဲ့ခွင့်ပြုပေးထားတယ်။မိုးကုတ်မျိုးကိုပြန်လဲလက်လွတ်ရတော့မယ်ဆိုတဲ့မိုးကုတ်မျိုးကိုပြန်လဲဆုတ်ခွာပေးမယ်ဆိုတဲ့သဘောထားတွေရဲ့နောက်ဆက်တွဲမှာ မုံကုတ်မြို့ရဲ့စီမံအုပ်ချုပ်ရေးရန်ရပြန်လည်လက်ပတ်နိုင်ရေးတက်မတော်စစ်ကြောင်းတွေနဲ့နေမြေကန်တပ်ရင်းတပ်ဖွဲ့တွေပြန်လည်တည်ဆောက်နိုင်ရေးအခြေပြုနိုင်ရေးနဲ့ဒီရှင်နှင်းတွေဝင်လာရလမ်းကြောင်းတစ်လျှောက်ကထိန်လက်သလိုအိုးစီပုံပေါင်းနဲ့လှည့်လာမှာမဟုတ်သလိုတစ်ဖက်ကပြန်ကြည့်ရင်လည်းအကြံဖက်သမားတွေတွေးဆထားသလိုလုံကြုံရေးအာမခံချက်မရှိဘဲနဲ့တက်မတော်အကြီးအကဲတွေကမိုးကုတ်မြို့ကိုရှင်တန်းလိုက်ဝင်သွားကြမှာမဟုတ်ဘူးဆိုတဲ့အချက်ကိုစဉ်းစားထားရမှာဖြစ်ပါတယ်ဆိုတော့မိုးကုတ်မျိုးနဲ့ပတ်သက်ရင်တည့်အချက်ပလောင်အကြံဖက်သမားတွေကလွှဲပြောင်းပေးမယ်ဆိုတဲ့နောက်ဆက်တွဲမှာ လာရှိုးမျိုးကိုပြန်လည်လွှဲပြောင်းပေးအပ်ခဲ့တဲ့ဖြစ်စဉ်မျိုးဘလောက်ထိလုံခြုံရေးအာမခံချက်ပေးသွားမလဲဆိုတဲ့အချက်ဒုတိယအချက်ကတော့ပလောင်တွေအနေနဲ့ဒီလိုမျိုးအာမခံချက်ကိုမပေးနိုင်ဘူးဆိုရင်မိုးကုတ်မျိုးကိုဆက်လက်တိုက်ခိုက်သွားဖို့လိုအပ်တယ်ဆိုတဲ့အပြေထွက်လာတယ်။ဒါကြောင့်လေမိုးကုတ်မျိုးပြန်လည်လွှဲပြောင်းရေးကဏ္ဍကလာရှိုးမျိုးပြန်လည်လွှဲပြောင်းရေးဆိုတဲ့လုပ်ငန်းစဉ်နဲ့ပို့ပြီးတော့နှက်နေတာကြောင့်ဖြစ်ပါတယ်။လာရှိုးမျိုးကိုပြန်လည်လွှဲပြောင်းချိန်တုန်းကကိုကန့်သဘော MNDA ကအဓိကဖြစ်နေတာဖြစ်ပြီးတော့ဘေးပတ်ဝန်းကျင်မှာက PDF ဆိုတဲ့အဖွဲ့တွေကခိုင်းပတ်တာတာရှင့်နေကြတာ။မိုးကုတ်မှာကြတော့မတူတော့ဖြစ်ပါတယ်။ မိုးကုတ်ကိုတင်ပိုက်နိုင်ရတဲ့ပလောင်လက်နက်ကင်တပုံ DNA နဲ့အတူမိုးကုတ်မှာရှိနေတဲ့အကျိုးစီးပွားတွေကိုမျှပြီးတော့မိုးကုတ်မှာရှိတဲ့အကျိုးစီးပွားတွေကိုမှတ်လုံးပေးပြီးတော့မန္တလေး PDF မိုးကုတ်ပြည်ပအပါဝင်မရေရဆင်ကူးကပကပတွေအင်အားများပြားနဲ့ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြတာဖြစ်တဲ့အတွက်မိုးကုတ်ကိုပလောင်ကလက်လွတ်ဆုံးရှုံးခံမဲ့အပြစ်ခတ်ရက်စဲရေးကိုစာချုပ်ချုပ်လိုက်တဲ့ဆိုရင်တော့မှမိုးကုတ်မှာရှိနေတဲ့အကျိုးစီးပွားတွေကိုကာဝယ်ဖို့မိုးကုတ်မှာရှိနေတဲ့မှတ်လုံးတွေကိုဆက်လက်ပြီးတော့ရရှိဖို့အတွက်ကကျန်တဲ့အဖွဲ့တွေကအများကြီး ရန်ဆောင်ကြပါလိမ့်မယ်အများကြီးအနေပြုကြပါလိမ့်မယ်ဒါကလက်ရှိမိုးကုတ်မြို့နယ်ပတ်သက်တဲ့အရန်ကိုထင်ရှားပြီးတည်ထားဆောင်ရွက်ရမယ် issue တစ်ခုလည်းဖြစ်ပါတယ်ဒါအပြင်မိုးကုတ်နယ်ပတ်သက်ရင်ပလောင်လက်နက်ကင်သဘွန် TNLA ဘက်ကတာထုံးကြော် NUG ပြည်ပြည်အုပ်စုက COVID ဆေးခိုးထားတဲ့ဇော်ဝေဆိုးနယ် မိုးကုတ်သားမန္တလေး PDF ကစိုးသူရဆိုလိုအားလုံးကပြီးခဲ့တဲ့လအနေငယ်ကပဲမိုးကုတ်မှာရှိနေတဲ့ကျိုးစီးပွားတွေကိုကာကွယ်ဖို့အတွက်လက်ဝါးချင်းရိုက်ပြီးတော့မိုးကုတ်မျိုးမကြဆုံးစေပြီးနောက်ဆုံးမိတ်ခံစစ်အနေနဲ့ပြင်ဆင်ဖို့အထိရွေထားခဲ့ကြတဲ့အခြေအနေမျိုးရှိခဲ့တာပါ။ဒီလိုအခြေအနေကနေမှအခုနောင်ချိုကြောင်မဲတီဘုတ်ကိုလက်လွတ်ထားပြီးတဲ့နောက်တက်မလို့ထိုးစစ်နေအတူနမ်တူနမ်ဆန်ကိုလက်လွတ်ရအောင်မဲ့အခြေအနေမျိုးမှာပလောင်ဂျက်ဖက်သမားတွေကတယောက်တည်းကွက်ပြီးတော့ တိုးဝိုင်းကနေထွက်ခွာသွားမယ်ဆိုရင်တော့ဘုကုမှရှိနေတဲ့အကျိုးစီးပွားတွေအတွက် MUG နဲ့ MNLP တွေကဆက်လက်ပြီးကာကွယ်သွားမယ်ဆိုတဲ့သဘောမျိုးကထင်ရထားပြီးဖြစ်ပါတယ်။ပြောရရင်တော့ဒီသုံးပွင့်ဆိုင်သဘောတူညီထားတဲ့ထဲကမှတကောင်ထွက်သွားရုံနဲ့ကြံတဲ့နှစ်ကောင်ကဆက်ပြီးတော့ကိုက်အောင်မယ်ဆိုတဲ့သဘောမျိုးမြင်တွေ့နေရတာပါ။အကြောင်းမလို့ပြက်ခတ်ရစဲရင်မှာမိုးကုတ်ကနေစုတ်ပါပေးမယ်ဆိုတော့သဘောတူညီချက်ရဲ့နောက်ွယ်မှာဆက်လက်ပြီးတော့တာဝန်ယူပေးရမယ့်ကိစ္စတွေရှိပါသေးတယ်။ဆိုတော့ပလောင်တွေဘယ်နှစ်စုတ်ခွာမလဲဆိုတဲ့အခြေအနေကိုတစ်ချက်စောင့်ကြည့်ရမယ်။ ။တလောင်တွေစုပ်ခွာသွားတဲ့ရဲ့ပြင်တမ်းတော်ကဘယ်နေ့မှပြန်လည်ပြီးဝင်ရောက်မလဲဆိုတဲ့အခြေအနေနဲ့လှုပ်ရှားမှုတွေစုံရဲမှုတွေကိုတစ်ချက်စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။အခုဒီ social media platform အစုံပေါ်မှာနိုင်ငံရေးတိုက်ခါဆဲဖို့အတွက်တရုတ်ရဲ့ဂျားဝင်စစ်ဆက်မှုတွေတရုတ်ရဲ့အားပေးမှုတွေအကြောင်းဆိုပြီးအကြောင်းပြချက်တွေပေးနေပေမဲ့တကယ်တမ်းကတော်ကျမ်းမဲ့သမားတွေကတမ်းမတော်ထိုးစစ်ကြောင့်အလဲလဲကွယ်ကွယ်ဖြစ်နေရတာပါ။တိတ်ခါဆဲတဲ့အနေနဲ့တရုတ်ရဲ့နိုင်ငံရေး PR တွေကိုရှောက်ပြောနေပေမဲ့တကယ်တမ်းမြေပြင်အခြေအနေမှာကအစိတ်တက်ကြီးရပြပြနေကြပြီဖြစ်ပါတယ်။ဒါပေမဲ့လည်း ပလောင်လက်နက်ကန်တဘုံ DNL အနေနဲ့ပဲကြည့်ကြည့်စိုးသူရဇော်အနေနဲ့ပဲကြည့်ကြည့်ဇော်ဝေဆိုးအနေနဲ့ပဲကြည့်ကြည့်မိုးကုတ်မြို့ကိုလက်လွတ်ရမယ်ဆိုတဲ့အခြေအနေကစားရမှာလဲအစီတဝင်းပြည့်ရမှာလဲတဲတချက်ချက်ဆိုတဲ့သဘောမျိုးတက်ရောက်နေတာဖြစ်ပါတယ်မိုးကုတ်မှာရှိတဲ့တွင်းတဲ့တင်ရန်စာတော်တွေမှာစိုးသူရဇော်ဇော်ဝေဆိုးတာဖုံးကျိုတို့ကအကျိုးစီးပွားတွေအများကြီးရှိနေပါတယ်အာလီပါရနာရှစ်ဆိုတဲ့ပရိုဂရမ်ကောင်းစဉ်နဲ့မိုးကုတ်မှာရှိနေတဲ့တွင်းတဲ့တင်ရန်စာတော်တွေဧက2000ကျော်နဲ့အမေရိကန်ဒေါ်လာ3100ကျော်ရှိတဲ့လောက်ွက်တွေကိုဘယ်သူကလက်လွတ်ချင်ပါလဲ တမယိုးကြတွေးမယ်ဆိုရင်တော့မတာဖုံးကျော်တာအိုင်ပေါင်းတို့ကအံပြနိုင်ငံရေးကျိုးဝိုင်းကထွက်သွားတယ်ဆိုပေမဲ့နောက်ွယ်မှာဒီအကျိုးစီးပွားတွေကိုဆက်လက်စုပ်ကင်ထားအောင်ပါပဲဖြစ်ပါတယ်။ဒါကြောင့်မလဲပလောင်လက်နက်ကိုင်သဘောင် DNL မှာလည်းတက်တုံညာနှစ်ခွန်စစ်စင်ရေးအတွင်း UWSC ကိုပေးရမယ်စစ်သုံးစိတ်အကြွေးပေါင်းကလည်းပီလီယံတန်းချီပြီးရှိပါတယ်။ဒါတွေကိုပေးချေဖို့အတွက်မိုးကုတ်ကောက်ကွင်းကိုမြေလံခဲ့တယ်။မိုးကုတ်ကောက်ကွင်းကိုမြေလံပြီးတဲ့နောက်ဝါအဖွဲကနေရှိတဲ့ဝါသဘုံအဖွဲတွေရဲ့စီးပွားရေးလုပ်ငန်းရှင်တွေနဲ့တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေအားလုံးကမှောင်ခိုလာတူးနေကြတယ် စစ်သုံးစည်းတွေကိုပေးဖို့အတွက်အကျွေးတွေကိုဆက်ဖို့အတွက်မိုးကုတ်ကောက်ကွင်းကြီးကိုထိုးပေးခဲ့တယ်ဆိုတဲ့ဖြစ်စဉ်တွေကအခုလက်စုပ်လက်ကမ်းမြင်တွေ့နေရပြီဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုးအကျိုးစီးပွားတွေရှိတဲ့မိုးကုတ်ကနေစုပ်ပါပေးမယ်ဆိုတဲ့ plan အနေနဲ့ကလည်း plan A plan B ဆိုပြီးတော့ထားရှိထားမှာဖြစ်ပါတယ်ဒီလို plan A plan B တဲကမှာတစ်ဖက်ကနိုင်ငံရေး PR တွေတမ်းတော်ရဲ့ထိုးစစ်တွေကိုရှောင်လွှဲဖို့အတွက်အပြစ်ခတ်ရက်စဲခဲ့တယ်ဆိုပေမဲ့နောက်ွယ်မှာမန္တလေး PDF နဲ့ပေါင်းပြီးတော့မိုးကုတ်မျိုးကိုဆက်လက်ခုခံကာကွယ်သွားနိုင်ခြေကလည်းကြာခိုင်နှုန်းတစ်ခုရှိနေတာကိုမိမထားဖို့လိုပါတယ်ဒါဆိုရင် မဟုတ်ရဲ့အနာဂတ်ကဘယ်လိုရှိနေမှာပါလဲမန္တလေး PDF ကထုတ်ပြန်ကြေညာချက်ကပလောင်လက်နက်ကင်သဘော DNLA ရဲ့သဘောထားနဲ့လည်းအများကြီးထင်ရတဲ့ NUG ပြည်ပြည်အုပ်စုရဲ့စစ်ဦးစီးချုပ်ဖြစ်သွားတဲ့သို့သူရာဆိုအနေနဲ့လည်းမန္တလေး PDF ရဲ့ထုတ်ပြန်ကြေညာချက်ကအများကြီးတက်ရောက်စေပါတယ်။ဘာကြောင့်ပါလဲ။မန္တလေး PDF ဆိုတာကပြီးခဲ့တဲ့2021ခုနှစ်ကနေဒီနေ့ဒီအချိန်ထိပလောင်လက်နက်ကင်သဘော DNLA ကျွေးမွေးပြုစုစောင့်ရှောက်ခဲ့တဲ့ခိုင်းဘတ်မွေးစားသားတက်ရောက်တာဖြစ်ပါတယ်။2021ခုနှစ်ဖေဖော်ဝါရီမှာစတင်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအချိန်မန္တလေး PDF မဖြစ်ခင် MSDF ဆိုတဲ့အဖွဲ့နဲ့တပိတ်လုပ်ငန်းတွေစန့်ကျင်ဘက်လုပ်ငန်းတွေကိုလုပ်ကင်ခဲ့တာဖြစ်ပြီးတော့2025ခုနှစ်မေလထဲမှာပလောင်အကြံပတ်သမားတွေနဲ့ချိတ်ဆက်ခဲ့တယ်စစ်တင်နှန်းပေးဖို့ကိုသဘောတူညီမှုတွေရရှိခဲ့ပြီးတဲ့နောက်စစ်တင်နှန်းဆင်းလာရင်ပလောင်လက်နက်ကင်သဘောတူ TNLA ရဲ့ပလောင်နိုင်ငံတော်ထူထောင်ရေးစစ်ကူးရင်မှုနယ်မြေသိမ်းတိုက်ပွဲတွေမှာပါဝင်တိုက်ခိုက်ပေးရမယ်ဆိုတဲ့သဘောတူညီချက်တွေရှိထားပါတယ်အဲ့ဒီနောက်ပလောင်လက်နက်ကင်သဘော TNLA ကမန္တလေး PDF ကိုစစ်တင်နှန်းနဲ့ပေးခဲ့တယ် လက်နက်ခေရန်တဲ့ uniform တွေတက်ဆင်ပေးခဲ့ပြီးတော့2020ခုနှစ်ဇွန်လထဲမှာပဲအပတ်စဉ်တက်တန်းဆင်းခဲ့တာဖြစ်ပါတယ်အပတ်စဉ်တက်တန်းဆင်းခဲ့ပြီးတဲ့နောက်လက်နက်ခေရန်လိုအပ်ချက်တွေနဲ့ပလောင်လက်နက်ကိုင်သဘောင် DNL ရဲ့စစ်ရေးပေါ်ဆောင်မှုတွေမှာခိုင်းဘက်အနေနဲ့ဆက်ရှိနေခဲ့တာဖြစ်ပါတယ်ပလောင်လက်နက်ကိုင်သဘောင် DNL ကမန္တလေး PDF ကိုထိုင်ဆိုထိုင်ထဆိုထသေဆိုသေရှင်ဆိုရှင်အနေထားမျိုးနဲ့မွေးခဲ့တာဖြစ်ပါတယ်ပြောရမယ်ဆိုရင်ပလောင်လက်နက်ကိုင်သဘောင် DNL ကမန္တလေး PDF ရဲ့ဆရာရင်းဖြစ်တဲ့ ပလောင်လက်နက်ကင်သဘုံ DNLA ရဲ့သဘောထားတွေအားလုံးကမန္တလေး PDF လိုက်လာပေါ်ဆောင်ရတာဖြစ်သလိုမန္တလေး PDF ရဲ့လှုပ်ဆောင်မှုတွေအားလုံးကပလောင်လက်နက်ကင်သဘုံ DNLA ရဲ့သဘောထားတွေကိုအကောင့်ထည့်ပေါ်ရတယ်ဆိုတဲ့သဘောတိပယ်မျိုးတက်ရောက်ပါတယ်။ဒါကြောင့်အဲကြောင့်ဒီလိုပြောသလဲဆိုရင်ပလောင်လက်နက်ကင်သဘုံ DNLA ကအပတ်စဉ်တက်တင်းဆင်းခဲ့ပြီးတဲ့နောက် MSDF ကနေမန္တလေး PDF ကိုပြောင်းလဲနာမည်ဖွဲ့စည်းခဲ့တယ်။အဲ့ဒီနောက်2022ခုနှစ်ကနေစပြီးတော့အခု2025ခုနှစ်အထိ မန္တလေး PDF ကပလောင်လက်နက်ကန်တုံ BNL ရဲ့စစ်ရေးဖော်ဆောင်မှုနဲ့နောက်ကကလက်နက်ခရံထောက်ပံ့မှုတွေကြောင့်စစ်စင်ရေးတွေတိုက်ပွဲတွေအကြီးငယ်စစ်စင်ရေးတွေတိုက်ပွဲကြီးတွေကိုကိုးကြိမ်ထံမှနေဖန်တီးခဲ့ပါတယ်။ဒါစကန်သိန်းတိုက်ပွဲတွေ၊ကင်းစကန်သိန်းနဲ့တိုက်ပွဲတွေကိုထည့်မတွက်ဘူးဆိုရင်တောင်မှ2022ခုနှစ်ကနေစပြီးတွက်လိုက်မယ်ဆိုရင်ဒီမန္တလေးမိုးကုတ်လမ်းမိုက်ပေါ်မှာရှိနေတဲ့တမတော်ရဲ့ဂွေးပင်စကန်ကိုစတင်တိုက်ခိုက်ခြင်းကစတင်ခဲ့တဲ့စစ်စင်ရေးဖြစ်ပါတယ်။ဒါကမန္တလေး PDF ရဲ့ ပထမအုပ်ဆုံးစစ်စင်ရေးဖြစ်ပြီးတော့ပလောင်လက်နက်ကိုင်သပုံ DNA ရဲ့စီရေးရှင်မှန်းချက်ကိုအကောင့်ထဲပေါ်ပေးခဲ့တာဖြစ်ပါတယ်။ဆက်လက်ပြီးတော့ဒီမန္တလေး PDF ကပလောင်လက်နက်ကိုင်သပုံ DNA ရဲ့စီရေးတွေဖော်ဆောင်ပေးခဲ့သလိုစစ်စင်ရေးတွေအများပြားကိုလည်းပါဝင်တိုက်ခိုက်ခဲ့ကြပါတယ်။အကြည့်မယ်ဆိုရင်2022ခုနှစ်စက်တင်ဘာလမှာ Wazo Operation ဆိုပြီးတော့ပေါ်ဆောင်ခဲ့တယ်။2023ခုနှစ်ရာသီနိုင်စစ်စင်ရေးဆိုပြီးတော့မန္တလေးတိုင်းဝန်ကြီးချုပ်ရဲ့ရှင်နှန်းကိုတိုက်ခိုက်တာပြုလုပ်ခဲ့ပါတယ် အဲ့ဒီနောက်ဒီဧပြီလထဲမှာတပြေးညိုစစ်စင်ရေးဇူလိုင်လထဲမှာကန်တော်စစ်စင်ရေးနောက်အောက်တိုဘာရောက်တဲ့အချိန်မှာတော့ပလောင်လက်နက်ကိုင်တော်ပုံ PNL နဲ့အတူတစ်တုံညာနှစ်ခုစစ်စင်ရေးကိုဆင်နွှဲခဲ့တာဖြစ်ပါတယ်။တစ်တုံညာနှစ်ခုစစ်စင်ရေးကိုဆင်နွှဲပြီးတဲ့နောက်89ရဲ့အကြာတရုတ်ရဲ့ဂျာဝင်စစ်ဆက်မှုနဲ့ဟိုက်ကင်ဆွေးနွေးပွဲတက်တဲ့အချိန်မှာအပြစ်ခတ်ရက်စဲခဲ့တယ်။အပြစ်ခတ်ရက်စဲခဲ့တယ်ဆိုပေမဲ့ပလောင်လက်နက်ကိုင်တော်ပုံ PNL ကသူ့ရဲ့မွေးစားသားမန္တလေး PDF ကို proxy ထားပြီးတော့လင်းနောင်ချူတကြောမှာစီရေးလှောက်ရှားမှုပြုလုပ်ခဲ့ပါတယ်။ တတိယကြိမ် hiking ဆွေးနွေးပွဲမှာအပြစ်ခတ်ရက်ဆဲခဲ့ပေမဲ့ပလောင်လက်နက်ကင်တပုံ DNLA ကစစ်ရေးလှုပ်ရှားမှုတွေကိုမန္တလေး PDF ရဲ့လှုပ်ရှားမှုပုံစံနဲ့ proxy ထားခဲ့တာဖြစ်ပါတယ်။မန္တလေးတန်ဖိုးအနီးတရက်ကုန်းအနီးတွေမှာတိုက်ပွဲတွေပေါ်ဆောင်ခဲ့တယ်။ဒီလို proxy ထားပြီးတိုက်ပွဲတွေပေါ်ဆောင်တာရေရဲ့နောက်ဆက်တွဲပိုကိုဒိုးပင်ပတ်ဝန်းကျင်နဲ့ဒီနောင်ချိုဘက်ချမ်းတွေမှာစစ်ရေးပေါ်ဆောင်မှုပလောင်လက်နက်ကင်တပုံ DNLA ကပြင်ဆင်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီနော် hiking ဆွေးနွေးပွဲတွေတရုတ်ထအကျင်ပြစမအကျင် စသဖြင့်အချိန်ချင်းပြုလုပ်ပေမဲ့ပလောင်လက်နက်ကင်သဘော DNA လေးကဆွေးနွေးပွဲတွေကိုဆွဲဆန့်ထားပြီးတော့စည်ရေးပေါ်ဆောင်မှုပြုလုပ်ခဲ့တယ်။ Hygin ဆွေးနွေးပွဲအပြစ်ခတ်ရဲ့စည်ရေးသဘောတူညီချက်ရရှိပြီး9လကျော်အတွင်းတက်တုံညာနှစ်ခွန်စစ်စင်ရေးကိုပလောင်လက်နက်ကင်သဘော DNA လေးကဥဆောင်ပေါ်ဆောင်ခဲ့တာဖြစ်ပြီးတော့မန္တလေး PDF ကအဓိကအားရင်ဖြစ်နေပါဝင်ခဲ့တာဖြစ်ပါတယ်။ ။ဆိုတော့ပလောင်လက်နက်ကင်သဘောင် DNA လေးရဲ့တစ်တုံရနှစ်ခွန်စစ်စင်ဒုတိယပိုင်းပေါ်ဆောင်မှုတွေပြန်ကြည့်ရင်နောင်ချိုကြောင်မဲတီဘောမိုးကုတ်မိုးမိတ်အပါဝင်မရရစင်ကုတပေချင်းတကြောလုံးကမြို့တွေကိုတိုက်ခိုက်တဲ့အချိန်မန္တလေးပြည်တဲ့ကအဓိကထားတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အရင်တော့မိုးကုတ်ပြူဟာကအဖွဲ့တွေ local pdf အများပြားနဲ့ဝိုင်းဝန်းပေးဆိုတိုက်ခိုက်ခဲ့တာဖြစ်ပြီးအဓိကရည်ရွယ်ချက်ကတော့မိုးကုတ်မျိုးကိုကာနိုင်ရေးအတွက်စင်ကူးမတရားတပေကျင်းကိုတိုက်ခိုက်ခဲ့တယ်။နောင်ချိုကြောင်မဲကိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မိုးကုတ်ရဲ့အဓိကဝင်လန်းတွေဖြစ်တဲ့ပြင်ဦးနဲ့နောင်ချိုကြောင်မဲလမ်းပိုင်းကိုတမတော်ကထိန်းချုပ်ထားပြီးဖြစ်တဲ့နောက်ထပ်ဝင်လန်းတစ်ခုဖြစ်တဲ့တပိတ်ချင်းဖော်တော်လမ်းစဉ်ကိုတမတော်ကထိန်းချုပ်ထားပြီးဖြစ်တဲ့အတွက်ပလောင်လက်နက်ကင်တပုံ DNA လေးကကြောင်မဲမြို့ကိုလက်မလုတ်ခင်ကလေးက NUG ပြည်ပြည်အုပ်စုကဇော်ဝေဆိုမန္တလေး PDF ကစိုးသူရဇော်လို့နဲ့တွဲဆောင်ပြီးတော့မိုးကုတ်မြို့ကနောက်ဆုံးခံစစ်အနေနဲ့အကျိုးစီးပွားတွေကိုကာကွယ်သွားမယ်ဆိုတဲ့ဂရိကဘုံနဲ့သဘောတူညီချက်တွေကရှိထားပြီးဖြစ်ပါတယ် ဒီလိုသဘောတူညီချက်ရှိထားတဲ့ပလောင်လက်နက်ကိုင်သဘော DNL ကနိုင်ငံရေးကြိုးဝိုင်းကနေအပြစ်ခတ်ရက်စဲပြီးလက်မှတ်ထိုးထွက်သွားတယ်ဆိုပေမဲ့မန္တလေး PDF ကဆက်လက်ကြမ်းရှင်းနေတယ်။ဒီဒေသတွေကိုဆက်လက်ကာကွယ်ဖူးကန်သွားမယ်ဆိုတဲ့ကြေညာချက်ကတမရော်ကိုရောနိုင်ငံတော်ကိုရောစင်ခေါ်လိုက်တာဖြစ်ပါတယ်။ဒါဆိုရင်မန္တလေး PDF ရေးဖော်ဆောင်မှုဖူးကန်ကာကွယ်သွားမယ်ဆိုတဲ့ကြေညာချက်ရဲ့နောက်ကွယ်မှာပလောင်လက်နက်ကိုင်သဘော DNL မပါဘူးဆိုပြီးတော့အမခန့်ချက်ပေးနိုင်သလားမင်းလုံးဝအမခန့်ချက်ပေးနိုင်မှာမရှိပါဘူး။ တိုက်ပွဲတွေပေါ်ဆောင်မှုတွေစစ်ပွဲတွေပေါ်ဆောင်မှုတွေလိုအပ်တဲ့လက်နက်ခရယံကိုပလောင်လက်နက်ကန်တပေါ် DNL ကပဲစစ်တုံညာနှစ်ခွန်စစ်စင်ပထမပိုင်းရောဒုတိယပိုင်းရောထောက်ပံ့ခဲ့တာဖြစ်ပြီးအခုဂျန်နာတင်ကမိုင်းခွဲဖြတ်စည်းမှုမှာလည်းရှူရင်းတွေမှာရှိနေတဲ့အကြမ်းဖက်သမားတွေအားလုံးကိုစုစည်းပြီးပလောင်လက်နက်ကန်တပေါ် DNL ကစီစဉ်ခဲ့တာဖြစ်တယ်ဆိုတဲ့အချက်နောက်ပြီးတော့စင်ကူးမရီယာတကြောမှာစုဖွဲ့နေတဲ့မိုးကုတ်ပြူဟာရဲ့လက်အောက်ခံမိုးကုတ်ပြူဟာတင်းတင်းနှစ်ကအဖွဲ့တွေနဲ့ ဒီ NUG PDF ရဲ့93အဖွဲ့ Red Dragon ကအဖွဲ့တွေနဲ့ပူးပေါင်းပြီးဆောင်ရွက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဆိုတော့လက်ရှိအခင်းချင်းကိုပြန်ကြည့်ရင်တော့ပလောင်လက်နက်ကင်တပုံ DNA အလီကနာမည်ခံတဲ့နားလည်ပားရိုက်လို့ပို့ခက်ရစဲရေးကိုလက်မှတ်ထိုးခဲ့ပေမဲ့မိုးကုတ်မှာရှိတဲ့အကျိုးစီးပွားတွေကိုဆက်လက်ကာကွယ်ဖို့မိုးကုတ်ပြွာကမန္တလေး PDF ကိုကြီးညာချက်ထုတ်ပြန်ထားပြီးဖြစ်တဲ့အတွက်ကိုပလောင်ဆုတ်ခွာသွားမယ်ဆိုရင်နောက်ဆက်တွဲတွေကိုတာဝန်ယူရမယ့်ကိစ္စတွေရှိပါသေးတယ်။ ပလောင်အနေနဲ့မန္တလေး PDF အပါအဝင်အခုလိုအကြံဖက်သမားတွေရဲ့ကြီးညာမှုနဲ့မိုးကုတ်ကိုတက်မတော်ဆက်ကြောင်းနေတဲ့နိုင်ငံဝန်ထမ်းတွေပြန်လဲဝင်ရောက်ဖို့ကိုအမခံချက်မပေးနိုင်ဘူးဆိုသိကြပါတယ်တက်မတော်ကမိုးကုတ်ကိုထိုးစစ်ဆင်ပြီးတော့ဆက်လက်တိုက်ခိုက်သွားပါလိမ့်မယ်ဒီလိုထိုးစစ်ဆင်တိုက်ခိုက်ဖို့အတွက်လည်းအခုမန္တလေး PDF အပါအဝင် NUG ပြည်ပြည်အုပ်စုတွေရဲ့ကြီးညာချက်တွေမောင်ဆောင်ကဦးဆောင်တဲ့ PPLA အဖွဲ့တွေရဲ့ကြီးညာချက်တွေကအများကြီးထင်ရှားစေပါတယ်ဒီလိုထင်ရှားစေတာတွေအများပြားတဲ့ကမှမန္တလေး PDF ရဲ့ထုတ်ပြန်ကြီးညာချက် မန္တလေး PDF ရဲ့ဆောင်ရွက်ချက်တွေအားလုံးကပလောင်လက်နက်ကင်သဘော DNLA ရဲ့နိုင်ငံရေးရှီမန်းချက်စစ်ရေးရှီမန်းချက်တွေကိုပေါ်ဆောင်ပေးခဲ့ရတယ်ဆိုတော့တမိုင်းတက်တည်တက်ကာရတွေလည်းရှိထားပြီးဖြစ်တဲ့အတွက်ဒါကပလောင်တွေဒါလည်းပားရိုက်တဲ့တပတ်လက်နဲ့လက်လွဲယူဖို့ပြုလုပ်တယ်ဆိုတဲ့သဘောမျိုးတက်ရောက်ပါတယ်။ဒါကြောင့်ဒီအပိုင်းတွေမှာပလောင်လက်နက်ကင်သဘော DNLA ရဲ့တက်ဆုတ်ပါမှုအခြေအနေတက်မရော်စစ်ကြောင်းတွေမိုးကုတ်ကိုပြန်လည်ဝင်ရောက်ဖို့စီစဉ်တဲ့အခြေအနေနဲ့မိုးကုတ်မျိုးကိုတက်မရော်ကအပြေးဝပြန်လည်ထိန်းချုပ်လိုက်ပါတယ်ဆိုတဲ့ကြေညာချက်တွေမထွက်မချင်း လက်ရှိအခင်းချင်းကတော့စောင့်ကြည့်သွားရမယ်သဘောရှိပါတယ်။လာရှိုးမျိုးကိုပြန်လည်လွှဲပြောင်းတဲ့အချိန်တက်မလို့ရှင်နေတဲ့နိုင်ငံဝင်တွေနဲ့ဝင်ရောက်လာတဲ့အချိန်အကောက်ွယ်ပေးခဲ့တယ်လို့လုံခြုံရေးစောင့်ရှောက်ပေးခဲ့တယ်လို့လုံခြုံရေးအာမခံချက်ပေးခဲ့တယ်လို့မျိုးပလောင်ဘက်ကပေးဖို့ပြက်ကွက်တယ်ဆိုရင်မိုးကုတ်မျိုးတင်းတိုက်ပွဲကတိတက်ပို့ပြီးတော့ပြင်းထန်စွာဆောင်ရွက်လာပါလိမ့်မယ်။ဘာကြောင့်လဲ။တက်မလို့ကမိုးကုတ်ကိုတိုက်ခိုက်ဖို့အတွက်အားလုံးစဉ်းစားရှိနေပါတယ်။အားလုံးလည်းခြေတံလုံလုံနဲ့စစ်စင်ရေးစီမံကြီးကိုဆွဲထားပြီးဖြစ်တယ်လို့လည်းယူဆရပါတယ်။ ကျောင်းလက်ရှိမြန်မာနိုင်ငံရဲ့အခင်းကျင်းမှာတော့ပလောင်လက်နက်ကန်သဘောင် TNL လေးတွေသုံးမျိုးလက်လွတ်ပြီးတဲ့နောက်စတုထအမြောက်လက်လွတ်ရမယ့်မိုးကုတ်မှာရှောရှောရှုရှုနဲ့လိန်မာပန်းနဲ့ဆိုတာလက်လွတ်ပေးမလားဒါမှမဟုတ်ပလောင်အကြံပတ်တွေရဲ့ဗီဇအတိုင်းတည်ရုပ်မှုနဲ့အောက်တန်းကျမိုက်ရိုင်းမှုတွေအတိုင်းနားလဲပားရိုက်ပြီးတော့ကလင်ကကြက်လုံမယ်ဆိုရင်တော့တက်မလို့စစ်ကြောင်းတွေကမိုးကုတ်ကိုထိုးစစ်စင်တိုက်ခိုက်သိမ်းပိတ်သွားမှာဖြစ်ပါတယ်ဒီအတွက်လည်းအကြံပတ်သမားတွေကပလောင်လက်နက်ကန်သဘောင် TNL လေးက Plan A Plan B ဆိုပြီးတော့စီစဉ်ထားကြပါလိမ့်မယ်ဒါကြောင့် ။ဒါမျိုးအနေနဲ့ဒီရက်ပိုင်းတွေမှာဒီမန္တလေးမတရားစင်ကိုတပေ့ချင်းနဲ့မိုးကုတ်မှာရှိနေတဲ့လမ်းမိုင်းတွေအားလုံးကိုစစ်စင် area တတ်မှတ်ပြီးတော့အပိုင်းလိုက်စုံလိုက်ထိုးစစ်စင်တိုက်ခိုက်သွားဖို့လိုပါတယ်။ဒါအပြင်ဒီနေ့အောက်တိုဘာ30ရက်နေ့မှာလည်းမန္တလေးနဲ့မရရကြားမှာရှိနေတဲ့တတားကိုအကြမ်းမဲ့သမားတွေမိုင်းခွဲဖျက်ဆီးလိုက်တယ်ဆိုတော့တည်င်းကိုလည်းကျွန်တော်ထပ်မံရရှိပါတယ်။ဒီလိုမျိုးမိုင်းခွဲဖြက်စီးတဲ့လောက်ရက်တွေကပလောင်လက်နက်ကင်တပေါ် BNL ရဲ့လုံးလစ်လုံးထရှိတဲ့ဗီဇတွေနဲ့ပြရုပ်တွေဖြစ်တဲ့အတွက် ပလောင်အကြမ်းဖက်သမားတွေကစာရွက်ပေါ်မှာဒါအပြစ်ခံရက်စဲရေးလက်မှတ်ထိုးထားပေးမယ်။မြေပြင်မှာယူနီဖောင်းပြောင်းအရေးကုန်တွေပြောင်းပြီးတော့အရေးလဲပြီးတော့အကြမ်းဖက်သမားတွေနဲ့အတူဒေတာရင်းတည်ငြိမ်အေဂျင်ရေးနဲ့တက်မတော်စစ်ကြောင်းတွေရဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကိုဟန်တာဖို့ပြင်ဆင်နေရဆိုတဲ့အချက်တွေကိုသိတာထင်ရှားစွာမြင်တွေ့လာရပါတယ်။ပလောင်ကျက်ဘက်သမားတွေကအပြစ်ခတ်ရစဲရေးစာချုပ်မှာလက်မှတ်ထိုးလိုက်တယ်ဆိုတော့တည်င်းထွက်လာပြီးတဲ့နောက်တရား20မိုင်ခွဲဖြတ်စည်းခံခဲ့ရပါတယ်ပထမတည်င်းက AR မြေကူးတရားဖြစ်တဲ့ယရနာသင်္ကားဖြစ်ပြီးနောက်ထပ်တည်င်းကတော့ မန္တလေးမရရလမ်းမိုက်ပေါ်မှာရှိနေတဲ့ပေ180အထက်အားတစ်စင်းကိုထပ်မံမိုက်ခွဲဖြက်စီးလိုက်တာဖြစ်ပါတယ်။ဒါတွေကိုပြန်ကြည့်ရင်အကျံပတ်သမားတွေကမိုက်တွင်းဆက်နဲ့မယ်လို့ခံမှန်းရတယ်။ဆက်ပြီးမိုက်တွင်းနဲ့ပြီးတော့တက်မတော်ကိုဆက်လက်ရင်ဆန်တိုက်ခိုက်သွားမယ်။မိုးကုတ်အပါဝင်မရရစင်ကိုတပိချင်းဆယ်ကွင်းတကျော်ကရွှေတွင်းတွေကိုရသလောက်လဝကြီးအုပ်သွားမယ်ဆိုတဲ့သဘောမျိုးတက်ရောက်တဲ့အတွက်မရရမြောက်ပိုင်းကနေစပြီးတော့စင်ကိုလက်ပံလာနဲ့ဆယ်ကွင်းတကျော်ဝက်တီဖက်ရှေလိတ်ကြနဲ့ကွင်း30ကွင်း30တွေကနေစပြီး စစ်စင်ရဲ့ဧရိယာတတ်မှတ်ထိုးစစ်စင်တိုက်ခိုက်သွားဖို့လိုအပ်နေပြီဖြစ်ပါတယ်။လက်ရှိအခင်းချင်းမှာတော့ပလောင်လက်နက်ကိုင်သမုံ DNL ထင်းချုပ်ထားတဲ့မိုးကုတ်မျိုးနဲ့ဝါဖြူတောင်ပေါ်တော်လန်းဆောင်က LOC လမ်းကြောင်းမှာတက်မတော်ကဖိတ်ဆို့ထားရတဲ့အတွက်အကြမ်းဖက်တွေ LOC ပြတ်တောက်နေတယ်လို့ယူဆရပါမယ်။လက်ကျဝတ်တည်ဖက်ရှေကနေဒီပုံမှန်ပြည်တော်စုလမ်းမကြီးမန္တလေးမိုးကုတ်လမ်းပိုင်းကိုရှောင်ပြီးတော့သွားလို့ရတဲ့တော်တွင်လမ်းကြီးလည်းရှိပါသေးတယ်။ဝတ်တည်ဖက်ရှေကနေအတွင်းကိုကွင်းသွားမယ်ဆိုလို့ရှိရင်ညောင်မင်သာအထိရောက်နိုင်တဲ့လမ်းတွေရှိတယ်။ ကြောက်လဲပင်းအထိရောက်နိုင်တဲ့တော်ရင်လန်းတွေရှိတယ်လို့ချောင်းဝင်းကြီးချောင်းတစ်လျှောက်ကနေတဆင်ကိုမီးရွာတွေကနေတဆင်မိုးကုတ်ကဝင်နိုင်တဲ့လန်းတွေလည်းရှိနေသေးတာကိုသတိထားဖို့လိုပါတယ်။အကြမ်းဖက်သမားတွေရဲ့တော်ရင်လန်းတွေကအခုမိုးပွင့်ရာသီဖြစ်သွားပြီဖြစ်တဲ့အတွက်အသုံးပြုဖို့ပြင်ဆင်နေကြတယ်။စိုင်းကယ်တွေနဲ့အသုံးပြုပြီးစည်ရေးလှုပ်ရှားမှုတွေလည်းပြုလုပ်လာနိုင်တဲ့အတွက်တက်မလော်အနေနဲ့မိုးကုတ်ပတ်ဝန်းကျင်အပါအဝင်စင်ကူးမတရားတကြောလုံးကအကြမ်းဖက်တွေကိုတကယ်ကိုစစ်ဆင်ရေးအစီအမံဆွဲပြီးတော့ဖိဖိစီစီတိုက်ခိုက်သွားဖို့လိုအပ်နေပြီဖြစ်ပါတယ်။ ပလောင်အကြမ်းဖက်တွေအပြစ်ခတ်ရက်စဲရေးသဘောတူညီလိုက်ပြီးတဲ့နောက်တရားနယ်စင်ဖြက်စီးခံခဲ့ရတာတွေကလက်ရှိမြန်မာနိုင်ငံရဲ့အခင်းအကျင်းပလောင်အကြမ်းဖက်သမားတွေရဲ့ဒီအပြစ်ခတ်ရက်စဲရေးကိုအကာအကွယ်ယူထားတဲ့ဆောင်ရွက်မှုတွေနဲ့မိုးကုတ်မတရားသပိတ်ချင်းမှာကြန့်ရှိနေတဲ့ပလောင်အကြမ်းဖက်သမားတွေနဲ့မန္တလေး PDF စင်ကူလက်ပံလာက PDF တွေရဲ့ဆောင်ရွက်မှုတွေကိုထင်သာမြင်သာရှိလာတာဖြစ်ပါတယ်။ဒါကြောင့်မိုးကုတ်ပြောရရင်တော့ပလောင်တွေကနားလည်ပါရဲ့လုပ်တယ်လို့ပဲယူဆရတယ်။ယူနီဖောင်းပြောင်းဝေပြီးတိုက်ခိုက်မယ်ဆိုတဲ့ယူဆချက်တွေကလည်းအများကြီးရှိတယ်။ဖြစ်နိုင်ခြေရှိပြီးတော့ မြို့ကိုပြန်လဲထိန်းချုပ်ပြီးဝင်ရောက်နိုင်ရေးနဲ့အုပ်ချုပ်ရေးရန်နေရာပြန်လဲလေပတ်နိုင်ရေးကိစ္စတွေနဲ့ပတ်သက်ပြီးစိန်ခေါ်မှုတွေများလဲရှိပါတယ်။ဒါကြောင့်လို့မိုးကုတ်မြို့ရဲ့အနာဂတ်နဲ့ပတ်သက်ရင်တော့တမန်တော်ကထိုးစစ်ဆင်တိုက်ခိုက်သွားဖို့ရှိရဆိုတဲ့ချင်းကပ်ပုံနဲ့ရှုမြင်ပုံတွေကသာမြင်တွေ့ရတာဖြစ်ပါတယ်။ဒါကတော့ဒီပလောင်လက်နက်ကန်သဘော DNL အနေနဲ့ကုမင်းဆွေးနွေးပွဲကနေအပြစ်ခတ်ရစေးရေးသဘောတူညီလိုက်တဲ့စာချုပ်မှာလက်မှတ်ရေးထိုးလိုက်တဲ့ဆိုပေမဲ့နောက်ွယ်မှာအပြတ်မှောက်လုပ်ငန်းတွေအကြမ်းဖက်သမားတွေကိုနောက်ွယ်ကလည်းနက်နက်ခေရန်ထောက်ပံ့ရုံသာမက ယူနီဖောင်းပြောင်းဝယ်ပြီးမိုးကုတ်မျိုးမကြဆုံးစေခဲ့မိုးကုတ်မျိုးကိုဆက်လက်ထိန်းသိမ်းပြီးတော့နိုင်ငံပိုင်တွင်းထွက်တင်ရန်ဇာတာတွေကိုတရားဝင်ခိုးယူနိုင်ရေးအတွက်စီစဉ်ဆောင်ရွက်နေရတဲ့ဆိုတော့ရှုထောင့်နဲ့ပတ်သက်ပြီးထိတ်ဆက်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ပြေခတ်ရစရေးသဘောတူညီချက်မှာပါတဲ့အဓိကအာဂျင်တာရဲ့အဓိကအချက်တွေကိုစုံစမ်းနေစေဖြစ်တဲ့အတွက်ပါဝင်တဲ့အချက်လက်တွေကတော့ဘလို့သဘောတူညီချက်တွေရှိတယ်။ဘယ်ချိန်စုတ်ခွာရမယ်၊ဘယ်နေ့မှာစုတ်ခွာရမယ်ဆိုတဲ့ deadline နဲ့ mandate တွေကိုပေးဖယ်ပြီးတော့ချိတ်ဆက်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ ြစ်နိုင်ခြေတွေနဲ့လက်ရှိဖြစ်ပေါ်နေတဲ့အခင်းကျင်းနဲ့အကြမ်းဖက်သမားတွေရဲ့ဆောင်ရွက်မှုမန္တလေး PDF ရဲ့လှုပ်ဆောင်မှုတွေကပလောင်လက်နက်ကိုင်သဘုံတင်းနဲ့အလီကိုရော UNG ပြည်ပြည်အုပ်စုတွေကိုရထင်ဟပ်စီရဲဆိုတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်လာမယ့်အစီအစဉ်တွေမှာလည်း